ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျကျွန်တော် Telegram မှာ link လေးတွားချပေးလိုက်ပါအောင်မယ်နော်ခဏလေးပါ Okay ပါကဲမင်္ဂလာပါညီကိုတို့ရေ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျအဲ့တော့ဒီနေ့ကတော့ဒါ Champion League ပြန်လာပြီပေါ့လीနော်ကျွန်တော်ဒါဂျားရက်မှာလဲတောက်လျှောက်အဆင်ပြေခဲ့ပါတယ် တော့ Champion League ဆက်သွားပါမယ်အဲ့တော့ဒီနေ့ကတော့ live လေးကျွန်တော်၃ခုခွဲပြီးလွှင့်ပါမယ်အဲကိုးပွဲရှိတယ်ပေါ့ဒီနော်အဲ့တော့ဒီနေ့ Champion ကိုးပွဲမှာကျွန်တော်အဲတပွဲအဲ၃ပွဲကို live တပုံနှုံးနဲ့ကျွန်တော်ခေါင်းစဉ်လေးတွေခွဲပြီးတော့เนาะကြည့်ရလွယ်ကူအောင်ကျွန်တော် live လေး၃ခုဒီနေ့လွှင့်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့အကြိုက်ဆုံးကျွန်တော်၅ချောင်း ထုတ်ထားပါတယ်အဲ့ဒီကကျွန်တော်၄ချောင်း၄သင်းပေါင်းလေးတွဲထားတယ်အဲနှစ်ဆပွဲအားလုံးပေါင်းဒီနေ့ဒါလေးဘွဲထွက်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုဒီနေ့တက်ဆိုင်ရာ live ဒီမှာကျွန်တော်ထည့်ထည့်ပြီးတော့ပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ live ကတော့ဒီနေ့ရဲ့အစောဆုံးနှစ်ပွဲရယ် Atletico Madrid ပွဲရယ်ဘောင်း၃ပွဲပြောပေးမှာဖြစ်ပါတယ်အစောပွဲအနေနဲ့ကျွန်တော်ဒီနေ့မှာ Slavia Prague နဲ့ Arsenal ပွဲရှိပါတယ် Napoli နဲ့ Frankfurt ပွဲရှိပြီးတော့အဲနောက်ကြပွဲတွေကတပွဲဖြစ်တဲ့ Tico နဲ့ Union Saint KYC ပွဲလေးကိုဒီ live ထဲမှာပြောပေးပါမယ်အဲ့တော့ဒီ live ထဲမှာဒါပွဲချုပ်သုံးချက်၃ပုတ်ဒီနေ့ပြောပြီးမှာဖြစ်ပါတယ်เนาะပြီးရင်တော့ကျွန်တော်နောက်ထပ် live မှာတော့ကျွန်တော်နောက်ထပ်၃ပုတ်ဆက်ပြီးပြောပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့ညီကိုရေမင်္ဂလာပါဗျာ ဆိုအသေးလေးလက်မလေးနော်တယောက်တစ်ချက်လောက်ကုန်ပြီးတော့နှိပ်ပေးကြပါအောင်ညီကလေးကျေးဇူးအများကြီးတင်ပါရပြနော်အဲကျွန်တော်တို့ဒါတောက်လျှောက်တွေအောင်နေတဲ့အတွက်လည်းနည်းနည်းလေးထိန်းစော်ပါအောင်နော်ဒါနိုဘမာမှာကျွန်တော်တို့ဒါစနေတင်ကုန်နေတဲ့ကျွန်တော် share ဖြစ်ခဲ့ပါတယ်နော်မနေ့ကတော့ပွဲအရန်နေတဲ့အတွက်ကျွန်တော်နားလိုက်တာပါနော်အဲ့တော့ဒီနေ့ကတော့ဒါ Champion League D1 ဒါ Round 4ရဲ့ D1 လေးပြန်လာမှာဖြစ်ပါတယ်เนาะမနေ့ပြန်လဲကျွန်တော် Day 2လေးလာမှာဖြစ်ပါတယ်။အော်ဒီနေ့လဲတော်တော်လေးကြီးကောင်းမဲ့ပွဲရှိပါတယ်။အဓိကတော့ လီဗာပူးနဲ့ရီယယ်ပဲကြည့်ရမလား PSG နဲ့ဘိုင်ယန်ပွဲပဲကြည့်ရမလားเนาะ TV နှလုံးခွဲပြီးကြည့်ရမယ်မော်နီတာနှလုံးခွဲကြည့်ရမယ်အနေထားပေါ့လေเนาะနှစ်ပွဲလုံးတော့တော်တော်လေးအကျိတ်နယ်ဖြစ်မယ်ထင်တယ်ဗျเนาะအဲ့တော့ channel ပွဲကတော့အရင်ကြီးစိတ်ဝင်စားစရာတော့မရှိဘူးပေါ့လေเนาะအဲ့တော့မင်္ဂလာပါဗျအဲ့တော့အသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ခွင့်ပြုပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ရေးကျေးဇူးများကြီးတင်ပါတယ်ဗျ brother တန်းလှိုင်မြင့်မင်္ဂလာပါငထွတ်မင်္ဂလာပါဟိန်ထွန်းအဟိန်ဟောဟိန်ထွန်းမင်းခေါင်မင်္ဂလာပါရွှေကြီးမင်္ဂလာပါဝင်းအောင်မင်္ဂလာပါတတ်နိုင်မင်္ဂလာပါချစ်သဲကိုမင်္ဂလာပါမာရီယိုဇာနီမင်္ဂလာပါ ဂျက်ကိုကိုမင်္ဂလာပါဖုံးတော်ခန့်မင်္ဂလာပါမင်းစရာထောမင်္ဂလာပါစွမ်းထက်မင်္ဂလာပါကျော်လင်းအောင်မင်္ဂလာပါသူရိဇလက်မင်္ဂလာပါအောင်မြင့်မြတ်မင်္ဂလာပါကိုတက်တက်ကိုတက်တက်မင်္ဂလာပါဗျမလေးရှားကနေကြည်နေပါတယ်ကျေးဇူးပါ brother ရေ brother အောင်စောမင်္ဂလာပါကျော်ဆန်းမင်္ဂလာပါကိုမင်းမင်္ဂလာပါအဲဦးဟောဦးမောင်ညိုမင်္ဂလာပါဗျဝင်းဆွေမင်္ဂလာပါလင်းလင်းထောမင်္ဂလာပါအောင်တန်းဝင်းမင်္ဂလာပါအဲငိမ့်သူမင်္ဂလာပါကောင်းကင်ဗျာမင်္ဂလာပါညီကိုရေ brother ကျော်လွင်မင်္ဂလာပါ အောင်ကိုမြင့်မင်္ဂလာပါကိုဗလာမင်္ဂလာပါတတ်နိုင်မင်္ဂလာပါကိုငယ်မင်္ဂလာပါဗျကျော်ဆန်းမင်္ဂလာပါစိန်ပိုင်မင်္ဂလာပါမျိုးစော်မင်္ဂလာပါညီကိုရေ brother ခင်မဝင်းမင်္ဂလာပါ okay okay မင်္ဂလာပါဖြိုးဝေမင်္ဂလာပါဇော်လင်းထွေးမင်္ဂလာပါညီကိုရေအောင်ဦးအောင်မင်္ဂလာပါဂျပန်ကနေတဲ့လွှင့်နေပါအာဂျပန်ကနေကြည်နေပါကြည်သူများကြီးတင်ပါတယ် brother ရေနော်အဲ brother လင်းလင်းတော်မင်္ဂလာပါတင်ဖြိုးဝေမင်္ဂလာပါတိန်တန်းအောင်မင်္ဂလာပါကိုရှမ်းကိုရှမ်းမင်္ဂလာပါကျော်လင်းအောင်မင်္ဂလာပါကျော်ဆန်းမင်္ဂလာပါကိုရဲအောင်မင်္ဂလာပါမင်းခန့်မင်္ဂလာပါညီကိုရေမောင်ပစင်းမင်္ဂလာပါ ိုသားကြီးမင်္ဂလာပါရမီမင်္ဂလာပါဗျာအာဗျာပါလေအောင်တန်းဝဲမင်္ဂလာပါရမီမင်္ဂလာပါကိုသားကြီးမင်္ဂလာပါဝနာဆိုးမင်္ဂလာပါမောင်လွင်မြန်မာမင်္ဂလာပါတန့်စင်မင်္ဂလာပါကျော်ဆန်းမင်္ဂလာပါရမ်ဘူရမ်ဘူမင်္ဂလာပါဗျာအောင်ကြီးမင်္ဂလာပါကဲအဲ့ဒါဆိုတော့ကျွန်တော်တို့ဒါဒီနေ့ရဲ့ပွဲချိုသုံးသက်ချက်လေးစလိုက်မယ်နော်အဲနည်းနည်းလေးစုံလောက်ပြီးထင်ပါတယ်နော်အော်ဒီမှာ time မှာတော့၈နာရီထိုးတော့မယ်ပေါ့လေနော်အော်ခွန်ခွဲရောင်မှာတော့ခွန်ခွဲအဲမရောက်သေးဘူးထင်ပါတယ်နော်မင်္ဂလာပါဗျာ brother အောင်ကျော်မျိုးမင်္ဂလာပါအဲစိတ်မင်းသူမင်္ဂလာပါဗျာဟိုစိတ်သူမင်းမင်္ဂလာပါရေးရေးလေးမင်္ဂလာပါကို ကိုရဲကြီးမင်္ဂလာပါဟန်နီလိုင်းမင်္ဂလာပါဗျတိန့်ထိုင်မင်္ဂလာပါကိုလွမ်းမင်္ဂလာပါတန့်စင်မင်္ဂလာပါညီညီမင်္ဂလာညီညီမင်္ဂလာပါဇင်မျိုးအောင်မင်္ဂလာပါຫນွေဦးကဗျာမင်္ဂလာပါအဲဘဲဟောလဲအောင်ကြီးမင်္ဂလာပါရက်မီပွိုင်းမင်္ဂလာပါဗျဇင်မျိုးအောင်မင်္ဂလာပါအဲမြိန်တူအောင်မင်္ဂလာပါဗျမိုးဆက်မင်္ဂလာပါကဲအဲ့ဒါဆိုတော့ကျွန်တော်စလိုက်မယ်ညီကိုရေနော်အဲ့တော့ဒဲလီလမလေးတယောက်တစ်ချက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေအဲ့တော့ဒါနောက်ကြတဲ့ညီကိုရေပြန်ပြောရရင်တော့ဒီနေ့ live လေးကျွန်တော်၃ခုလွှင့်ပါမယ် live တစ်ခုမှာ၃ဘုံနဲ့ကျွန်တော်ဒီနေ့ champion league အဲကိုးပွဲကိုကျွန်တော်ခေါင်းစဉ်လေးတွေခွဲခွဲပြီးတော့เนาะအဲ3 3ပွဲတပုံနှုံးနဲ့ကျွန်တော် live ပြီး3ခုဒီနေ့ခွဲပြီးလွှင့်ပေးမှာဖြစ်ပါတယ်အဲ့တော့ let's go ပါဆိုတော့ wine spot မှာဆောင်းကျင်တဲ့ညီကိုတွေအနေနဲ့ကလည်း go bia promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုရလဲ100% bonus တွေရောက်နိုင်ပါတယ်အသေးသေးသိရှိလိုပါက wine spot မြန်မာ facebook page နဲ့သူတို့ application သို့မဟုတ် website လေးရဲ့ customer service call လေးကိုနှိပ်ပြီးတော့လဲ24နိုင်တည်လို့ရတယ်မေးမြန်းလို့ရပါတယ်ကျွန်တော် let's go ပါအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဘယ်ပွဲလေးပြောမလဲဆိုတော့ကျွန်တော်ဒါ arsenal ပွဲလေးကနေပဲစပြီးတော့သွားလိုက်အောင်ပါလို့နော် အဲ့တော့ Slavia Prague နဲ့ကျွန်တော် Arsenal မှာထွေထူးထူးသိပြောစရာမလိုဘူး Arsenal မှာလည်းရှိတန်ရန်လူစဉ်အရင်များတယ် Line up ပဲအဓိကကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Arsenal ဟာလာမယ့် Premier League အရင်အရေးကြီးပါတယ်။ Man City နဲ့ Liverpool နဲ့လာမယ့်အပတ်မှာเนาะတနင်္ဂနွေတင်တယ်။အဲ့မှာ Man City နဲ့ Liverpool ထိတိုက်တွေ့ဆုံမှုမှာ Arsenal နဲ့တွေ့ရမယ့်အတဲ့ဟာ Sunderland ဖြစ်ပါတယ်။လက်ရှိဂျာကာဥဆောင်နေတဲ့เนาะ Sunderland ကအဆင့်၄ထိရောက်နေတဲ့အတွက်နည်းနည်းလေးအမှတ်ရောင်းနိုင်ကြီးရှိတဲ့အတွက်အိုက်ပွဲကိုပို့ပြီး အားထည့်ရမယ်အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့လက်ရှိအနေအထားအရရှေ့မှာဒီ Champion League မှာကမ်းမဲ့အသင်းတွေရာလေဒါ Inter နဲ့ Bayern ပွဲကြက်တယ်ပေါ့နော်အဲ့နှစ်ပွဲပဲကြက်တာကျန်တာတွေကအကုန်လုံးအမှတ်ပြည့်ယူနိုင်ရင်တော့နောက်တစ်ဆင့်တက်ဖို့နော်128ကလုံးဝတေချာသွားပြီဆိုတော့ဒီပွဲမှာရှေ့ရ Burnley ပွဲအတိုင်းပဲ Vivo G ရောက်နေပဲခန့်စစ်အသားပြီးပြီးတော့ပဲဆက်ပြီးပွဲထွက်လာမယ်အနေအထားမြင်ရပါတယ်เนาะဒါကြောင့်အရန်ကြီးဖွင့်ဆောင်မယ်အနေအထားမျိုးတော့မရှိနိုင်ဘူးเนาะ chess က slavia prag ကလည်းသူတို့အသင်းမှာကိုနိုင်ကိုက ရှုံးဝဲတရားတွေလုံးဝမတွေ့ထားသေးဘူးခံစစ်အရန်မာတဲ့အသင်းဖြစ်တဲ့အိမ်ကွင်းဆိုရင်ပိုမာတယ်ဒါပေမဲ့အာဆင်နယ်အားလဲချက်ကလက်ရှိတိုက်စစ်ပိုင်းကပြီးခဲ့တဲ့ပွဲမှာယူဂရက်ကောင်းကနည်းနည်းကွဲသွားတာကွဲသွားတာတော့မဟုတ်ဘူးเนาะနည်းနည်းလေးဒဏ်ရာရသွားတဲ့အတွက်ဒီနေ့မှာအသုံးပြုချင်မှပြုလိမ့်မယ်မာရီနိုနဲ့ပွဲထွက်ကောင်ပွဲထွက်လိမ့်မယ်ပေါ့နောက်မာတင်နလီမပါနိုင်ဘူးပြောတယ်ဒါပေမဲ့အင်တာဗျူးရလည်းတိတ်မယုံအောင်ပေါ့လေအဓိကအချက်ကတော့ဇူဘီမန်ဒီပါကွင်းလယ်မှာဇူဘီမန်ဒီအနီးကနေမပါနိုင်တဲ့အချက်ဟာအာဆင်နယ်တော်တော်လေးအထိုင်ပြတ်သွားမယ့်အနေအထားမျိုး မြင်ရတယ်ပေါ့လေဒါပေမဲ့လည်းလက်ရှိ easy တို့အုပ်စုဘယ်ဘယ်သူပဲလာလာเนาะ rising easy ရှိနေတာကြောင့်အဲနောက်ကကတော့နည်းနည်းတော့စိတ်မချအောင်ပေါ့လေဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်သူ့အနေနဲ့သူတော့ cancel အသားပေးပြီးတော့ z1 လောင်းလိုက်တော့နောက်တစ်ဆင့်เนาะနောက်ထပ်သုံးမှတ်တော့ရနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့ body ကနှလုံးကို80ပေါင်းပေးထားတဲ့အတွက် individual အနေနဲ့ out tip နှလုံးပြတ်မယ်ဆိုတဲ့အဓိပ္ပာယ်သွားသလိုကိုပေါင်းကြီးက3လုံး80ပေါင်းဖြစ်နေတာကြောင့်ရှိရဗန်လီပွဲကြီးအတိုင်းဖြစ်နေပါတယ်เนาะ380ပေါင်းဖြစ်တာကြောင့်အာဆင်နယ်နဲ့တွင်းမယ်ဆိုရင်တော့ ုံးလုံးမရဘူးဆိုတဲ့အထိပဲဖြစ်ပါတယ်။ Slavia Prague ဂိုးမရဘူးဆိုတဲ့ဂိုးပေါင်းဝင်ရို့ပေးထားပါတယ်။ဒီနှစ်သိန်းကကျွန်တော်နောက်ဆုံး2021မှာတွေ့ခဲ့တာပါเนาะအဲ့တော့အဲတော့2021 Europa League မှာတွေ့တာတလုံး90ပေါင်း၄ဂိုးပြန့်နဲ့အဝေးဝင်ရနေအနိုင်ရခဲ့တာဖြစ်ပါတယ်။တမိုင်းလေးချောင်းမှာဂိုးပြန့်နှစ်ကြိမ်ကြုံမှုတယ်။2008ခုနှစ် Champions League မှာ Arsenal အင်္ဂွန်းမှာတလုံး90ပေါင်းကို9ဂိုးပြန့်နဲ့နိုင်ခဲ့ဘူးပါတယ်။အဲ့တော့အဝေးဝင်ထဲမှာတော့အပြင်းဆုံးကြီးဖြစ်ပါတယ်။ Slavia Prague အင်္ဂွန်းမှာ Champions League 2008ခုနှစ်တုန်းကတော့တလုံး90ပေါင်းပေးတယ်။ ZZ 2021မှာတလုံး90ပေါင်း ဖိုးစီဖြစ်တဲ့အတွက်အခုနှလုံးကို80ပေါင်းဆိုတော့တမိုင်းတစ်ချောင်းမှာအပြင်းဆုံးကြီးဖြစ်ပါတယ်။အောင်တော့အောင်နိုင်ကြီးရှိတယ်။ဒါပေမဲ့တစ်ဖက်ကကြည့် Slavia Prague နောက်ဆုံးပြောင်းလို့6ပွဲနောက်ဆုံး6ပွဲမှာ5ပွဲက Anna 2.5တွေ့ရတယ်เนาะအဲ့တော့တေးပွဲများတယ်အနိုင်ရလက်ကအဲနည်းနည်းရှားတဲ့အနေအထားပေါ့လေเนาะနောက်ဆုံးပြောင်းလို့9ပွဲမှာ2ပွဲလောက်နောက်ဆုံး9ပွဲဆက်တာနိုင်ရတာတယ်အဲ့တော့ Atlanta ကို Champion League မှာဈေးဈေးနဲ့ပဲကြီးနက်ခဲ့ရတယ် Inter Milan အိမ်ကမှာ3ခုပြန်နဲ့ရှုံးပါတယ် ဘိုဒိုဂလင်းကိုတူးတူးဖြစ်တဲ့အတွက်ဆလာဗီးယားဘရက်အနေနဲ့လက်ရှိမှာနိုင်ပွဲလုံးဝမရှိသေးဘူးချန်ပီယံလိတေဘယ်မှာအဆင့်28ဖြစ်ပါတယ်เนาะအဲ့တော့အာဆင်နယ်ဟာလက်ရှိအနေထားမှာအဆင့်4ဖြစ်ပါတယ်ဂိုးကွာချမ်းချမ်းအရာအပေါင်း8အဆင့်4ရောက်နေတယ်အပေါ်မှာကအပေါင်း30နှစ်သိန်းရတော့ PSG နဲ့ Bayern ဒီနေ့ကျုံးကြမှာပါအဲ့တော့နိုင်တဲ့အသင်းကတော့သုံးမှတ်ဆက်ရမယ်ရှုံးတဲ့အသင်းကတော့အောက်မှာပြတ်ကျန်ခဲ့မှာဖြစ်ပါတယ်တေပွဲဆိုရင်တော့ဒီနေ့မှာအာဆင်နယ်ဟာအဆင့်1တေချောင်းရမယ်အနေထားရှိနိုင်တယ်ဒါကြောင့်အာဆင်နယ်ကတော့အကျိနဲ့ ကျုံးမဲ့အနေထားလေးရှိတယ်ပေါ့လေနော်အဲ့တော့အောက်ကအောက်ကရီးရဲ့အသင်းရလည်းလာလက်ရှိကိုမတ်ဆိုတော့လီဗာပူးနဲ့ရီးရဲ့လည်းတည်တမတ်ရသွားခဲ့ရင်အာဆင်နယ်ကထိတ်ဆုံးကနေချန်ပီယံလိမှာဥဆောင်တော့မှာဖြစ်ပါတယ်နော်ဒါကြောင့်လက်ရှိဒီပွဲကတော့ကျွန်တော်ထင်တော့ဟိုအာဒီနာနေရဲ့အရန်ကြီးအဲဖွင့်ကံမှာမဟုတ်ဘူးကစားသမားတွေလည်း เนาะတေချာစနေကြနဲ့ဒီပွဲပွဲထွက်လာမယ်လို့ယူဆတာကြောင့်နေမယ်ဆိုရင်တော့ကျွန်တော် B ball G ရောက် Arsenal body တော့မဟုတ် goal out ပဲကြိုက်တယ်နေသင်းတာကတော့ကျွန်တော်ရွေးချယ်ထားတာက goal out ပဲရွေးချယ်ထားပါတယ်เนาะဒါပေမဲ့လူစင်းတော့တစ်ချက်ကြည့်ပါเนาะ Martinelli တို့ Saka တော့အကုန်လုံးပါတယ် easy ဒီ ქვენ လေကဒီဟိုဟို Zubian တွေကမပါပါဘူးအဲ့တော့ဒီ Yokrash တို့ဘာလို့တိုက်စစ်မှာပါလာမယ်ဆိုရင်တော့နှလုံးတော့ပြက်ကောင်းပြက်သွားနိုင်တယ်ဒါပေမဲ့ Arida အရင်ကြီးမကန်လောက်ဘူးဗျเนาะနောက်ပွဲခြံအောင်မယ်ထင်ပါတယ် goal out ပါပဲเนาะ Arsenal goal out ဖြစ်ပါတယ်နောက်တစ်ပွဲကတော့ Napoli နဲ့ Frankfurt ပွဲပါ တလုံး20ပေါင်သုံးလုံးတည်နေပိတ်ထားခြင်းဖြစ်ပါတယ်ဒီမှာထူးခြားတာဟာဒီ brand မပါတဲ့ဘဲနဲ့နာပိုလီသင်းကိုတလုံးတည်သုံးလုံးတည်ပေးထားတဲ့အနေထားပေါ့လေဆိုတော့တလုံးတည်ကတော့နာပိုလီအောင်ကောင်းအောင်နိုင်တယ်ဗျသုံးလုံးတည်ဆိုတဲ့အချက်ဟာ frankfurt ကိုတကူပေးထားတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်ဒီနေ့တဲ့2023 champion league မှာတခါတွေ့ပြီးသွားပြီเนาะအတုံးကပေးတဲ့ကြီးကတော့တလုံး90ရှုံးအင်္ဂွင်းမှာပေးတယ်၃ခုပြက်နဲ့နာပိုလီကအနိုင်ရခဲ့ပါတယ်ရှေ့ပထမကြော့ frankfurt အင်္ဂွင်းမှာတော့နာပိုလီဝေးခွင့်ကနေလည်း90ရှုံး0-2နဲ့အတုံးကလည်း နိုင်ခဲ့တယ်ဆိုတော့အစိုင်းလာရကတော့နာပိုလီကဒါအနိုင်ရခဲ့တဲ့လွှမ်းမိုးနိုင်ခြင်းရှိတယ်ပေါ့လေဒါပေမဲ့နောက်ဆုံးပွဲမှာဒီ series A မှာကိုမိုအသင်းကိုဇီးဇီးနဲ့နော်ဂိုးမရခဲ့ဘူးဂိုးအောင်အန်တာဖြစ်ခဲ့တယ်ဆိုတော့ကြီးကြခဲ့တယ်ရှေ့မှာတော့ Lazio 01ဆိုတော့ဒီ round မပါတဲ့အနေအထားမှာနည်းနည်းလေးတော့ဟိုအန်ရတော့ညားနိုင်တယ်ပေါ့လေဆိုတော့တစ်ဖက်ကပြန်ကြည့်ရရင်အိမ်ဝင်အသင်းကတော့လက်ရှိအိမ်ဝင်မှာနာပိုလီဟာ တော်တော်လေးကြီးအောင်တဲ့အသင်းထဲမှာပါတယ်เนาะ Champion League မှာလာလက်ရှိ Sporting Lisbon အသင်းကို2-1နဲ့နိုင်လာတယ်ပြီးခဲ့တဲ့ဒီ PSV ကို6-2နဲ့ဒါအနီးကထိလို့ပါအဲဒီတော့ကတော့ထားလိုက်ပါတော့เนาะအဲ့တော့ရှေ့မှာတော့ဒါ Sporting Lisbon 2-1နဲ့နိုင်တယ် Man City ကို2-0နဲ့ဆိုတော့အမှတ်ကတော့လိုတယ် Napoli အနေနဲ့ကအဲ့တော့ကန်တာတော့ကန်လိုက်မယ်ဒါပေမဲ့အိမ်ဝဲပြန်ကြည့်ရရင်ဒီရသည်အိမ်ဝဲတောက်လျှောက်တော့ဆုံး5ပွဲမှာ၄ပွဲကဘူတင်းတူစကိုးလေးတော့ဖြစ်ထားတယ်ဗျဒီအချက်ကြောင့်အဲ Frankfurt လို့လက်ရှိတိုက်စစ်ကောင်းပုံမျိုးနဲ့က ဘိုဒင်းနူစကိုဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဂျီအရာသုံးလုံးတည်ဂျီအရာဘိုဒင်းနူစကိုဖြစ်နိုင်တယ်ဒါပေမဲ့အခုလက်ရှိ Frankfurt ကအချဘက်ရောက်နေတယ်နောက်ဆုံးသုံးပွဲဆက်ကိုအဲလက်ရှိတွင်းတဲ့အနေထား Under 2.5သုံးပွဲလုံးဖြစ်ထားတယ်နော်ကန်နေသိနေရလဲစိတ်ပေါ်လီကိုတူးစီးဖြစ်ပါတယ်ဒေါမွန်ကိုဖလားပွဲမှာဝမ်းဝမ်းနဲ့နောက်ဆုံး Henry Hein လိုအသင်းကိုဝမ်းဝမ်းနဲ့ဂျီနတ်ခဲ့ရတယ်ဆိုတော့အရန်ကြီးတော့ဟိုဟိုဟိုအားရစရာအနေထားတော့မရှိဘူးဒါပေမဲ့ Frankfurt အဝေးဝင်းကိုနိုင်ကိုကဒီရသည်ပေါ်ထွက်လာတဲ့ဒေါက်ရှော့နောက်ဆုံး9ပွဲဆက် ဘိုဒီနုစ်ကိုဖြစ်ထားတာပါเนาะဒီချက်ကြောင့်နာပိုလီကိုရနိုင်တယ်အဲ့တော့ကျွန်တော်တို့1-1တပတ်ပဲကြောက်ရမယ်လို့ယူဆတယ်2-1 2-2 1-2ဒီလိုမျိုးရလလီမြင်တွေ့ရနိုင်တယ်အက်ဒရီကိုမက်ရီကတလုံး90ရှုံးမှာ9ခုတကူနဲ့အနိုင်ရခဲ့တဲ့ရလလီတဲ့ရှိပါတယ်မိုချက်ကလာဘက်ကို4-6လေဘက်ကိုဆောင်ကို3-1ဖြစ်တာကြောင့်နေမယ်ဆိုရင်တော့ကျွန်တော်ဒီဘွဲက9ပေါ်ပဲနေတဲ့နေတယ်လို့ကျွန်တော်တို့ယူဆတယ်เนาะ1-1တပတ်ပဲကြောက်စရာရှိနိုင်တယ်ကိုနီနေနဲ့အိမ်ဝင်ပိတ်ဆော့မယ်ဆိုပေမဲ့လို့တပတ်ကဒီဟော်လန်ဝါရှင်တန်လို့ တိုက်စစ်ကဂိုးရနေတဲ့အနေအထားမျိုးမှာ11ကတော့ဆက်လောက်မဲ့ထင်ပါတယ်เนาะ21 22ပဲမျောလဲနေကြတယ်ဒီပွဲလို့တော့နာပိုလီဂိုးပေါ်ပဲကြိုက်ပါတယ်โอเคပါဒါဒုတိယပွဲပါဆိုနောက်ဆုံးပွဲဒီ live ရဲ့နောက်ဆုံးပွဲကတော့အတလက်တီကိုမက်ဒရစ်နဲ့ Union စိန်ပွဲဖြစ်ပါတယ်ဒီပွဲကတော့မကြိုက်ဘူးဗျเนาะဟိုရွေးချယ်တယ်တယ်လည်းမထည့်ထားဘူးဒါပေမဲ့သုံးသွက်ချက်အနေနဲ့တော့ကျွန်တော်ဒါ GD ပြပေးမယ်ပေါ့လေအဲ့တော့နှလုံး60ပေါင်းဒီကိုကဖွင့်ထားတဲ့30 20ရှုံးတဲ့ကာထားချင်းဖြစ်ပါတယ်အဲ့တော့ဒီကိုဟာလက်ရှိအနေအထားမှာ အဲဒီအားဒီမှာချန်ပီယံဖြစ်ဖို့တော့အရန်ကြီးမရှိဘူးလက်ရှိရှစ်မှတ်ရီယယ်မရီနဲ့ပြတ်သွားတယ်အဲ့တော့အပေါ်ကဘာဒီဘာစီလိုနာတော့မှ25မှတ်နေဆိုတော့အဓိကပြဿနာဟာဒီကိုနေနဲ့ခြေမငြိမ်းတဲ့ပြဿနာပေါ့လीเนาะအဲ့တော့လက်ရှိကံခဲ့တဲ့ပွဲမှာနောက်ဆုံးပွဲတွေကတော့အားရစရာရှိတယ်ရီယယ်ဘက်တွေကို2စီးနဲ့နိုင်တယ်ဆယ်ဒီဆီဗီလာအသင်းကို3စီးနဲ့နိုင်တယ်ဒါပေမဲ့အာဆင်နယ်ကို4စီးနဲ့ရှုံးတယ်အိုဆာဆူနာက1စီးဆိုတော့တပွဲနဲ့တပွဲရလာမတူဒါပေမဲ့အိမ်ကွင်းတော့တော်တော်လေးကောင်းတာတွေ့ရတယ်ရီယယ်မရီကို5-2နဲ့ကျုံးခဲ့တယ် Frankfurt ကို5-1နဲ့ကျုံးခဲ့တယ်နော်အဲ့တော့ဒါ Champion League မှာပေါ့လေအဲ့တော့ကပေးခဲ့တဲ့ဒီကိုအင်ဝင်ကြီးက Frankfurt အသင်းကိုတလုံး90ရှုံးပေးခဲ့တာဖြစ်ပါတယ်အဲ့တော့အခု Union စိတ်လို့အသင်းကိုနှလုံး90ဘောင်းဆိုတော့ကြီးရတော့တော်တော်လေးပြင်းတဲ့ကြီးဖြစ်ပါတယ်တေချာတခုကတော့သုံးမှတ်ကတော့ဒီဘက်ဒီဒီကိုအနေနဲ့ရနိုင်တဲ့အနေအထားမျိုးပါဒါပေမဲ့ကိုပြတ်ပါမလားပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့၃လုံးကို20ရှုံးဆိုတဲ့ဂျီအရာ၃လုံးတော့ရောင်းကောင်းရောင်းနိုင်နေပြအက်တလတီကိုမက်ဒရစ်ကလေဒါပေမဲ့ယူနီယံစိတ်ဟာလက်ရှိအဝေးခွန်းတောက်လျှောက်ကဒီ သူတို့လိမှာရောပြန်ပေါ်ဆုံးအရာကကြီးအောင်နေတယ်မှာပါတယ် PSV အိမ်ခွင်းမှာတော့မှနော် level တရာချုံ PSV ကပေးတဲ့ပွဲမှာကျွန်တော်1 3နဲ့ကြီးအောင်ခဲ့ပါတယ်အဲ့တော့လက်ရှိဒီနောက်ဆုံးပွဲမှာတော့ Inter ကို4 z နဲ့ Newcastle ကို4 z နှစ်ပွဲ Champion League မှာသူတို့ရှုံးနိုင်ထားတယ်အဲ့တော့အရန်ကြီးတော့ United စိတ်ကိုယုံလို့တော့မရဘူးဒါပေမဲ့သူတို့ Belgian League မှာတော့ကောင်းတယ်လက်ရှိအဆင့်1เนาะဥဆောင်နေသေးပဲ Auger Brugge တော့လိုက်လာတယ်အဲ့တော့ဒီလိုမျိုးအနေထားမှာနှလုံးကို60ပေါင်း30ရှုံးအနေထားအရာက ကျွန်တော်ဒါဇုံဘော်တွေကစဉ်းစားမယ်အနေထားမျိုးဖြစ်တယ်တို့ပဲမဲ့တီကိုရဲ့လက်ရှိအဲဒီဘွဲမှာပွဲထွက်လာမဲ့ပုံရကျွန်တော်ထင်တော့ပိတ်ဆော့မဲ့ပုံတော့မပေါ်ဘူးရဒီဘွဲကတီကိုတကယ်ကျုံနိုင်တဲ့အနေထားလေးရှိတယ်ပေါ့လေနော်အဲ့တော့တီကိုအနေနဲ့ချန်ပီယံလိမှာလက်ရှိမှာအဆင့်16ပဲရသေးတယ်3မှတ်ပဲရသေးတာကြောင့်6မှတ်ကတော့တည်ကြပါတယ်နော်အဲ့ဒါကြောင့်အောက်ထစ်နှလုံးသွင်းမဲ့အနေထားမျိုးမှာဂိုးဘော်ပဲပိုတန်မယ်လို့ကျွန်တော်ယူဆတဲ့အတွက်နေမယ်ဆိုရင်တော့ကျွန်တော်တီကိုဂိုးဘော်လေးပဲ ကြိုက်ပါတယ်ပါဝါလီဗန်ကြိုက်ပါတယ်เนาะဒီဘက်ကတော့ကျွန်တော်ရွေးချယ်တဲ့တဲ့မှာလုံးဝမထဲထားဘူးအဲ့တော့နေမယ်ဆိုရင်တော့ကျွန်တော်တိကိုဂိုးပေါ်ပဲကြိုက်ပါတယ်เนาะโอเคပါဒါဆိုတော့ဒါဒီနေ့၃ပွဲလေးကျွန်တော်ပြောပြပါပြီအဲ့ဒီမှာအစောပွဲထဲမှာကျွန်တော်နှစ်စာပွဲအနေနဲ့ပထမဆုံးရွေးချယ်ထားတဲ့ပွဲကအာဆင်နယ်ဂိုးအောက်ဖြစ်ပါတယ်ဒီနေ့ပထမဆုံးနှစ်စာပွဲဖြစ်ပါတယ်အဲ โอเคပါနောက်တော့ now live မှာကျွန်တော် နောက်ထပ်၃ပွဲဆက်ပြီးပြောပြီးမှာဖြစ်ပါတယ်เนาะအဲ့ဒီမှာကျွန်တော်နောက်ထပ်နှစားပွဲလေးတစ်ပွဲပါမှာဖြစ်ပါတယ်โอเคပါဆိုတော့ဒီ live လေးကိုလည်းအသေးလေးเนาะလမလေးတယောက်တစ်ချက်လောက်ကိုပြီးတော့နှိပ်ပေးကြပါအောင်ညီကိုကြီးသမားကြီးတင်ပါရပြဆိုတော့ဒီ live လေးကိုလည်းဒါကြီးရှိပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိကျအောင်ကျေးဇူးများကြီးတင်ပါရပြမင်္ဂလာရှိသောညလေး